ပြည်ဦးလွင်မဟာအန်ထုကန်တာဆူတောင်းမြေဖျား၁၂ကြိမ်မြောက်တစောင်းတိုင်းမိဘုံမြန်ပြိုင်ပွဲကိုကျင်းပနေစဉ်မှာမိဘုံမြန်ဟာလူအုပ်ထဲကိုပြတ်ကျပြီးလူ၁၅ဦးထဏ်ရာရရှိခဲ့ပါတယ်။အမျိုးသမီး၃ဦးကတော့အသက်အန္တရာယ်ဆိုးရိမ်ရတယ်လို့ပြည်ဦးလွင်မြို့ဒုမိသက်ဦးစည်းမှုဦးမိုးဆွေက ပြောကြားခဲ့ပါတယ်။ စုံရမ်းနေမြောက်ပေါ့နော်ဒုတိယကြိမ်လွတ်တဲ့ဟွာပေါ့ညာမီးကြီးဟာအနေမြစ်တက်ကနေပြီးတော့နေပျော်ကြမယ်ဟေးပေါ့နော်ရန်ပိတ်တဲ့ကြိမ်အချိန်40ပါပါတယ်အဲဒဏ်ရာရ15ဦးပါအခုကျွန်တော်တို့ဆေးရုံကိုဟွာ6ဦးပို့ထားပါပြီအဲဆိုရင်ဟာမင်းကလေး9ဦးယောက်ျားလေး4ဦးပါအဲမင်းကလေး၃ခုကနည်းနည်းစိုးရင်ပါကျန်တာတွေကတော့ထိကြိုက်ပွင့်ပဲဒဏ်ရာရလောက်ပါပဲကျန်တာတော့ဘာမှထွေထူးမရှိပါဘူး ။ဒါကြောင့်မို့လာပြည်နေ့ည၈နာရီကျော်မှရှင်ပြိုင်နဲ့ပြိုင်ပွဲဝင်နယ်မြေတက်ကပြောကြားမယ်ဟေ့။ညမီးကြီးဟာရန်ပိတ်တဲ့ချိန်40ပါရှိတဲ့မီးပုံးပြန်ကိုလွတ်တင်ခဲ့ရမှာမီးပုံးပြန်ကပြတ်ကျပြီးမီးလောင်ကျွမ်းခဲ့တာကြောင့်ပရိသတ်တွေကသူတွေထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်ရှင်။